ဟိုအလုံးလုံးနေနေဟိုအိမ်ကြီးကလှုပ်သွားလှုပ်သွားတော့ဆိုင်းလှုပ်သွားတော့အမေရန်ကုန်မှာကျတော့ဘီကကိုယ်အားလဲနေနေရောဟာအေးပြတ်ထားလို့ထင်တယ်လို့တောက်လျှောက်တယ်ခလေးကလည်းညဆုံးမအိတ်တော့ကိုကိုအားလဲရထင်ပြီးမူးတယ်ပဲထင်တာအကောင်ထိုင်ချလိုက်တာထိုင်ချလိုက်တော့ကိုသားကသူ့သမီးအကြီးမကိုခြိထားတော့ဟိုမီးတွေကလှုပ်လာတဲ့ခါကျတော့အာငယ်လှုပ်တာလှုပ်တာဆိုပြီးတော့မှအရှုပ်ပြေးထွက်ပြီးတော့ဟိုဘေဘီကိုလှမ်းပြီးခေါ်တာမှထွက်ခက်ထွက်ခက်ကြိတ်ခိုင်းအောင်ယောက်ျားလည်းမကြိတ်ခိုင်းအောင်သူ့နူသားနူလည်းမကြည့်နေပေါ့ခလေးလေးကငယ်သေးအောင်အငယ်လေးက လူရဖြစ်နိုင်လို့ရှင်အဲ့လိုကိုတိုင်းကိုကြလေးတွားပြီးတော့လှုပ်ခြင်းတာသူကထွန်မာရောက်သွားတယ်ခလေးကလေးကိုကြောင်းထားတော့မှာမူပြထားတော့မှာအဲ့လိုစိတ်ထဲမှာကြောက်သွားတာပေါ့နော်အဲ့လိုမျိုးလေးဖြစ်နေလဲဘလို့မှမခံစားနိုင်တဲ့အတွက်တွေးတာမတွေးရပါဘူးအဲ့တော့ဘလို့ဖြစ်တဲ့ရမနာမသိပါဘူးအာသမချမ်းသာကြီးကတော့ဟိုကြွက်ပြအောင်မတက်ဘူးဘာလို့လဲဆိုတော့ဟိုကိုကိုတိုင်းလဲခလေးဟိုတမိလေးနှစ်ယောက်မွေးထားတဲ့ခါကျတော့ ဟိုချိုကလေးလေးတွေပေါ့နော်ဟိုမိဘနဲ့ဟိုလူရောမလဲခဏထားခဲ့မိဘမရှိဘူးခဏထားခဲ့တဲ့အချိန်မှာကလေးလေးတွေအဲ့လိုမျိုးပေါ့ဒီတိုက်ပြီးတယ်လေပါတာဆိုတော့ကို့မှာလည်းတမိလေးရှိတော့အဲ့ဒါတွေကြည့်ကြည့်ပြီးနေ့တိုင်းနေ့တိုင်းကို့တမိသားဆိုရင်ဆိုရဲစိတ်နဲ့အသက်ရှူလို့မဟုတ်ဘူးအိမ်မှာအမေကမကြည့်ခိုင်းအောင်ယောက်ျားလည်းမကြည့်ခိုင်းအောင်သွင်းလူသားလူလည်းမကြည့်နဲ့ပေါ့ကလေးလေးကငယ်သေးအောင်အငယ်လေးကလူပြဖြစ်နိုင်လို့ရှင်အဲ့လိုကိုယ်တိုင်ကိုကြလေဟိုတွားပြီးတော့လှူကျင်တာ အဲပြီးတော့လေအဲ့လိုသွားပြီးတော့ကိုဘာတတ်နိုင်တယ်လဲကိုကိုဘက်ကပေါ့နော်ဘာလုပ်ပြီးလို့ရလဲဆိုတာမျိုးပေါ့နော်ကိုရဲ့ဒီတော့တနေရာကနေကိုလှုပ်ချင်လှုပ်ခွင့်ရမယ့်အရာလေးဆိုရင်ကကိုတိုင်ကိုကြမြေပြင်ဆင်းပြီးလှုပ်ပေးချင်တာဒါပေမဲ့ဟိုအခုမှကလေးမွေးထားရဆိုအခွင့်မတားတော့မသွားရဘူးပေါ့နော်အဲ့တော့ကိုလိုအပ်တာလိုအပ်တဲ့အရာလေးတွေကိုဒါကိုကဟိုလိုက်ပြီးတော့မှလှူရကူညီပေးနိုင်တာပဲလုပ်နိုင်တာပေါ့နော်အမတန်တော့စင်မချမ်းမြေစရာဖြစ်ရတယ်စင်မကောင်းစရာတွေတွေ့ရတာပေါ့နော်ဟုတ် ော့ Facebook တောင်တိတ်မကြည့်ဘူးအဲ့လိုကြည့်လိုက်လို့ရှင်အဲ့လိုမမြင်ရဆရာကြီးပေါ့နော်အဲ့လိုဆိုတော့စိတ်မကောင်းဆိုတော့တက်နိုင်တဲ့ဘက်ကနေပြီးတော့အဲလူငယ်တွေထည့်ပေးပစ်တယ်ပြီးတော့အဲ့လိုအဓိကမြင်မြင်ဆင်းနေတဲ့သူတွေကိုပြေးပစ်တယ်ပေါ့နော်ဆိုတော့အစအောင်ကတော့တကယ်ကြီးနေတဲ့သူတွားပြစ်မလို့ဒါပေမဲ့လေကိုယ်တိုင်လည်းဒီရက်ထဲမှာကိုင်းစီရန်ဖြစ်တဲ့ခါကျတော့မတွားဖြစ်တော့ဘူးပေါ့မတွားဖြစ်တော့ဘဲနဲ့အလူလုံးနေတဲ့တကယ်ချင်းတွေတကယ်ကိုမြင်မြင်ဆင်းနေတဲ့သူတွေလိုအပ်တာလေးလူပေးပစ်တယ်ပေါ့ဟုတ် အမှန်တမ်းပြောရင်အဲ့ချိန်ကဘေဘီရယ်ကိုသားကရယ်ဟိုအကြီးမရယ်ကအမေနဲ့ပေါ့နော်အကြီးကမုတ်သွားဝယ်နေတာမုတ်သွားဝယ်နေနေဘေဘီရယ်ဒီ35ရက်ကနာမှာပြီးဆိုင်ရှိတာကိုဆိုင်ဟိုဒီတကြံသားနီးတဲ့ခါကျတော့ရှင်းလင်းမယ်ပေါ့နော်အလုံးဝဆုပ်ပြီးတော့ဆိုင်ဝင်သွားတာအဲဆိုင်မှာသွားရင်းနဲ့မှဟိုအလုံးလုံးနေနေအိမ်ကြီးကလှုပ်သွားတာလှုပ်သွားတော့ဆိုင်လှုပ်သွားတော့အမေရန်ကုန်မှာကျတော့ဘေဘီကကိုယ်ကအားလဲနေနေရောငါအေးပြတ်ထားလို့ထင်တယ်လေတောက်လျှောက်တယ်ခလေးကလည်းညဆုံးမအိတ်တော့ကိုယ့်ကိုအားနေတယ်ထင်ပြီးမူးတယ်ပဲထင်တာ အကောင်ထိုင်ချလိုက်တာထိုင်ချလိုက်တော့ကိုသားကသူ့သမီးအကြီးမကိုခြိထားတော့ဟိုကောမီးတွေကလှုပ်လာတဲ့ခါကျတော့အာငယ်လှုပ်တာလှုပ်တာဆိုပြီးတော့မှအရှုပ်ပြေးထွက်ပြီးတော့ဟိုဘေဘီကိုလှမ်းပြီးခေါ်တာမမထွက်ခက်ထွက်ခက်ငယ်လေးလှုပ်နေရဆိုပြီးတော့ထွက်ခေါ်တယ်အမေကလည်းအဲ့အချိန်မှာကားပေါ်မစင်ကားပေါ်မှာနေနေရဆိုအမေလည်းသူကားတကားဖွင့်ပြီးတော့အတော့အောင်လို့အရှုပ်ကိုပြေးထွက်တာပေါ့နော်အဲ့အချိန်မှာဘီလီယံလေးကတော့ဟိုကိုတန်ခမ်းပေါ်မှာဖြစ်တော့စိတ်ပူကြမလို့သမီးငယ်ကကျတော့ဟိုအိမ်မှာအိမ်မှာအိမ်မှာဝိုင်းထိတ်နဲ့ဟိုညီမလေးရရှိတယ်အဖွားရှိရပေါ့အမေရဲ့အမေအဖွားလည်းရှိရအတော်လေးလည်းရှိတော့ ။ဒါပေမဲ့ဟိုပွင့်လေပြောရင်ဒီလောက်ကြီးဖြစ်မယ်လို့မထင်ဘူးလေ။မထင်တော့ပုံမှန်ဆိုလို့ရှိရင်ဩဒါပြီးပြီးသွားပြီပဲတွေးထားတာ။နောက်ပြီးတော့မှအိမ်လဲပြင်ရောက်တော့ line မှာတက်ကြည့်လိုက်တော့မှအခုစတိရတော့သခိုင်းမှာသခိုင်းတရားကျိုးရည်တွေဖိုက်ပေါ့စပြီးတော့မှအဲ့လိုကျန်းတော်တည်ရနောက်မှမန္တလေးမှာအခုလိုမျိုးတွေပြိုကျတာဖိုက်တွေ့ရတော့ဆိုတော့ဘလုံးမောက်ကိုမထင်သားတဲ့အရာဘလုံးမောက်ကိုလိုအိမ်မက်တောင်အိမ်မက်ကြီးတစ်ခုလိုပဲကိုယ်စိတ်ထဲမှာမြင်နေရုပ်ရှင်ထဲမှာမြင်ရတဲ့ဇလန်တစ်ခု တွေးမိနေရတကယ်မဟုတ်ရင်ကောင်းပါဆိုတာလည်းအများနဲ့တွေးမိတယ်ဘာလို့လဲဆိုတော့ဆက်မချမ်းမြေ့စရာအများများလို့ပေါ့နော်အဲ့လိုမျိုးဆိုတော့ဟုတ်သူကထွက်မှရောက်ဟာခလေးကလေးကိုကြောက်ထားတော့မှမူပြထားတော့မှအဲ့လိုစိတ်ထဲမှာကြောက်သွားတာပေါ့နော်အဲ့လိုမျိုးလေးဖြစ်နေအဲ့လိုဆိုတော့ခလေးတော်များဆိုလဲဟိုအဖေမေမရှိတော့လဲသူတို့မှအဲ့ဘလောက်အောင်ကြောက်နေမလဲပေါ့ဘီလီယံတော်မှဟိုလွန်ခဲ့တဲ့ဒီငလင်မလုတ်ခင်တလားကျော်လောက်ခါတာမှသူ့အတူအခန်းထဲမှာနေနေဆော့ရင်းနဲ့အခန်းကလော့ကျသွားတယောက်တည်းဖြစ်သွားတော့ငိုလိုက်တာအဲ့တော့သူအရန်ကိုသူ့ တကားလည်းမဖွင့်တတ်ဘူးဆိုတော့လေတကားပြက်ပြီးဝင်ရတယ်။အဲငလေးလှုပ်တော့အောင်ဆိုလို့ရှိရင်လည်းကိုယ်လည်းမူးပြီးတော့မှအဲ့လိုမျိုးဆိုတော့အခုချိန်ဒီကိုမူးနေတလို့လို့ဟိုနည်းနည်းလေးပဲဘယ်လိုနေရကြကားအကြည့်ဖြတ်တာများကားအကြည့်ဖြတ်လို့ရှိရင်ငလေးလှုပ်တလို့အိမ်ရဟိုထွက်မာရရပြီးတော့ပြေးစင်းတလို့ရမလို့လို့ဟိုမြင့်ခင်တယောက်နေနေတာသမီးဆုံးချုံတာကြတော့ဘယ်လိုဖြစ်သိမ့်ရမလဲနော်ကတူမရဖြစ်တဲ့ကိုကဘယ်လိုဖြစ်တဲ့နည်းနဲ့နေနိုင်မှာလဲပေါ့ အဲ့တော့ကလေးလေးတယောက်ဆိုရင်ထီရန်လေးနဲ့ရွယ်တူလောက်ပဲမူကျိုးအဲကလေးထိတ်နဲ့အမကသူ့ကိုကလေးလေးကိုဖတ်ပြီးတော့မှဆုံးရှုံးသွားတဲ့အမတယောက်လည်းပြီးလိုင်းမှာတွေ့တယ်အဲ့ဒါဆိုရင်တပည့်အငယ်လေးနဲ့တော်တော်တူတာသူ့သဘင်လေးတွေအော်သဘင်လေးတွေကအစအဲ့လိုလေးတွေပေါ့နော်တော်တော်ငယ်သေးရဲ့နှစ်လကျော်ထီရန်ကလည်းခုမှနှစ်လပဲရှိသေးရဲ့ဆိုတော့အာကို့သမီးအရွယ်လေးပေါ့နော်အဲ့နေရာမှာကို့သားသမီးဆိုရင်ဆွဲစိတ်တရလေးဒါပေမဲ့ညကျအိမ်မပြောဘူးဒီကလေးကိုကြည့်ကြည့်ပြီးတော့ကြောက်နေတာအဲ့လိုမျိုးနည်းနည်းလေးလမ်းချောက်တာလှုပ်တာနဲ့နေတယ် ကလေးတော့တော်တော်တော်မိုးမိုးတာတိလာကြောက်ပြီးရအဲ့လိုမျိုးဖြစ်နေတာပေါ့နော်အဲ့လိုဆိုတော့ဟိုဒါကိုကျဲစားပါတယ်ကိုလည်းဘလုံးမမခံစားနိုင်တော့တွေးတာမတွေးရပါဘူးအဲ့တော့ဘလို့ဖြစ်တဲ့ရမနာမသိပါဘူးအဲ့တော့ကလေးကလည်းဆုံးဖြတ်ပြီးပြီဆိုတော့ကလေးတက်ကောင်းမှုကုသိုလ်လေးညများလုပ်ပေးပြီးတော့ဟိုဖေဖေဆိုလည်းမဖြစ်နိုင်ပါဘူးဒါပေမဲ့ကိုပြောတတ်တာတော့တရားနဲ့ဖြေပေါ့နော်ကိုလည်းမဖြစ်နိုင်ပါဘူးဘလို့ပြောမှမသိတော့ဘူးဒီနေ့ကဖမိုးကြီးရဲ့မွေးနေ့ဆိုတော့လေခိုင်းဆိုလည်းဖမွားအနှစ်တိုင်းလို့လို့လဲကုသိုလ်လုပ်တယ်အဲ့လိုလာပြင်းနေပါဆိုလို့ရှင်လေလို့လို့ဒီเจ้าမှာဖမွားက ဟိုကုသိုလ်လုပ်တဲ့ခါကျတော့ကုသိုလ်အနေနဲ့ပဲပါဝင်အားဖြည့်ဖို့လာတာပေါ့နော်။ဒါပြီးတော့ဒီငလင်ဘေးအတွက်ကိုလည်းဖုံဖုံကြီးကဒီထိုင်ဝမ်ဟိုဟာပေါ့ရိုဒီကလပ်ဆိုတဲ့ကလပ်ကနေဖုံဖုံဘောပေါ့နော်။ဒီအလှူငွေလှူထားတဲ့ဥစ္စာလေးကိုလည်းဖုံဖုံကဒါ public မှာ media တွေနဲ့လှူထားတဲ့ငွေလေးလက်ခံရရှိကြောင်းလေးကိုဒီမိသားစုလေးနဲ့ပေါ့နော်။ဟုတ်လည်းဖြစ်တာပါဟုတ်။ဘာလဲဆိုတော့သွားတဲ့သူတွေကကျတော့ကုသိုလ်ကောင်းမှုကမလုပ်လိုက်ရအောင်လေ။အမစားနေနေပြိုကျလို့ဖြစ်သွားတာရှိမဲဖိတ်ချက်နေနေရှိမဲအဝတ်လျှော်နေနေရှိမဲအဲ့ဒီအချိန်မှာကုသိုလ်ကောင်းမှုဆိုတာမျိုးက ဟိုထိုက်တက်လျောက်ကမမတိလိုက်ဘူးဖြစ်သွားမှာပေါ့နော်အဲ့ခါကျတော့ကြံနေတဲ့သူကဩဒါဒီလိုမျိုးချိန်မှာကိုကပိုကုတူကောင်းမှုလုပ်ပေးတယ်လို့ဘေးကယူဆတာပေါ့နော်အဲ့တော့ဟိုစိတ်ကိုကြင်ညာခံပြီးတော့မှကျမကြီးရိုက်ဆိုင်ပြီးတော့မှဟိုကုတူကောင်းမှုလေးအလှူတန်းလေးလုပ်ပေးပါလို့ပြီးတော့လည်းခုနှစ်သားမီးအားလုံးတက်ဖို့ပြီးတော့လှူတဲ့အခါမှာလည်းဟိုကုတူကောင်းမှုလေးလုပ်ပေးပြီးတော့မှဆုတောင်းပေးပါတယ်လို့ဟုတ်